မမိတ်ဆွေယောဂီတို့အရင်မိတ်ဆက်ပြီးပါဦးတပီတော့နာမည်ကဦးစိုးအောင်ပါဗျာအသက်က68နှစ်ပါသင်္ကန်းညွမြို့နေရပါဗျာသင်္ကန်းချင်းမြို့နေဟုတ်ပြီအဲ့တော့ဒကာကြီးကဘာကမ္ဘာနဲ့အထုတ်နေလဲရုံဏ်ကြောင်းကျိုးပါစေရုံဏ်ကြောင်းကျိုးအထုတ်တာဘယ်လောက်ကြာပြီလဲအထုတ်တာတနည်းနဲ့9လလောက်ရှိသွားပြီတနည်းနဲ့9လတောင်ရှိပြီအနတ်ဆက်ဟို9ချိန်မြောက်တော့ပါအကြိုက်လုံးလို့ပေါ့နော်အဲဒီတမျိုးတွေပဲသုံးဆွဲနေရတာတနေ့ကိုတည်းကတပြီးတော့ကျမ်းမာရေးနဲ့မကောင်းလို့မကောင်းဘူးအဲ့တော့ကျမ်းမာရေးမကောင်းတဲ့အချိန်အာယုံ6ပါအရိယာပုတ်4ပါ လောကနဲ့ဓမ္မနဲ့ဒီယုံနဲ့အကြောင်းကျိုးကမ္မထာနေကိုခန္ဓာပေါ်ဉာဏ်ရအောင်ဘယ်လိုတွေရှုမှတ်ပွားများခဲ့လဲအလားကိုတခါကြီးအတွေ့အကြုံကို share ရင်ပေါ့ဓမ္မကို share ရင်ပြန်လုပ်ပြပါနော်ညှဝေပြီးပါဦးစားခြင်းတာကစားခြင်းတာကနန်းနန်းကြောစားလိုက်တော့ယုတ်ကျိုးသွားခြင်းတာကနန်းကြောသွားလိုက်တော့ယုတ်ကျိုးပါဗျာ ိတ်ချင်တာကနာအကြောင်းအိတ်လိုက်တော့ရုပ်ကျိုးပါဗျာအဲ့လိုပဲရှုမှတ်ပါတယ်ဗျာနောက်တပြည့်တော့ဟိုအလုတ်လုံရင်အလုတ်လုံရင်တရားရှာဆိုလိုပေါ့ဗျာတပြည့်တော့အိမ်မှာဟိုအိမ်ဆိုင်လေးဖွင့်ထားတဲ့အတွက်တပြည့်တော့မနေ့စောစောထထပြီးတော့ကလေးတွေမလို့ခင်မှာတပြည့်တော့မှာ ပစ္စည်းတွေစင်မော်တင်တာတို့ဆင်တာတို့ဘာတို့ပေါ့လေအဲ့ဒါတွေကိုဒီပြီးတော့လိုရင်းနဲ့အဲ့ဒီမှာလဲရှုမှတ်ပါတယ်ဗျာရှုမှတ်တော့အသိနဲ့သတိရှိတဲ့အချိန်တိုင်းမှာတပီတော့ဒီယုံနာကြောင်းကျိုးကိုရှုမှတ်ပါတယ်ဗျာအချိန်တိုင်းတော့မရဘူးပေါ့ဗျာတပီတော့အသိနဲ့သတိနဲ့ရှိတဲ့အချိန်မှာအဲ့လိုဟိုယုံနာကြောင်းကျိုးကိုရှုမှတ်ဖြစ်ပါတယ်ရှင်ဗျာ อืมဟုတ်ပြီလျှောက်ပါပြည်စုံလျှောက်ဒကာကြီးရဲ့အမြင်နေဒီတရားပေါ်မှာတနေ့ခွဲတော်မှာရှုကြတာဆိုတော့အဲဝေဒနာတွေတက်နေတဲ့အချိန်ယောဂဖြစ်နေတဲ့အချိန်ပြီးတော့လျှောက်ဝေဒနာတက်တဲ့အချိန်ကတော့တပြီးတော့ဟိုလမ်းကဓာတ်တိုင်တိုင်ရောက်တော့မလျှောက်နိုင်ဘူးဗျာမလျှောက်နိုင်မောလာတာနဲ့အဲ့ဒါနဲ့နှလုံးဆရာဝင်သွားပြတော့နှလုံးကအဆိုးရှင်လည်းမကောင်းဘူးတဲ့နော်သွေးကြောတွေလည်းပိတ်နေတဲ့အကြီးစားခွက်စိတ်မှုလုံးမရရလို့ပြောတယ်ဗျာတပြီးတော့အဲ့မှာဟိုတုံလုံးမှုတော့မရှိပါဘူးဗျာ ပြီးတော့မွေးလာတာသေဖို့အတွက်ပဲဆိုပြီးတော့ဒုံလုံးကူလည်းမရှိဘူးဒါအကြောင်းအကျိုးကြောင့်ဖြစ်လာတာတို့ပဲတပီတော့ယူဆပါတယ်ဗျာယူဆပြီးတော့တပီတော့တော့ဟိုတပီတော့အသက်နဲ့ဆိုရင်လည်းခွဲเสียရလည်းမလိုတော့ပါဘူးနောက်လည်းဒီလောက်ကြီးလည်းဆက်နေရမယ်အချိန်တိုင်းဒါမရှိတော့တဲ့အတွက်ဟိုဆရာတပီတော့တော့မခွဲချင်ဘူးဟိုဈေးနဲ့ပဲထိန်းလို့ရရင်ဈေးနဲ့ပဲထိန်းပြီးပါလို့ဆိုတော့လည်းအဲ့ဒါဈေးပဲပြီးတယ်ဗျာ စီးပြီးတော့အဲ့ဒီမှာအင်္ဂလိပ်စီတွေတောက်တဲ့အချိန်မှာတပီတော့ဝင်းကျုပ်တယ်ဗျာဝင်းကျုပ်တော့ဝင်းကတော်တော်ချုပ်တာမြို့သေးစကားပြောရဗျာလေကောင်းဖြစ်သွားတယ်ဗျာလေကောင်းဖြစ်တယ်ဆိုအိုကွဲနာဖြစ်တယ်ဗျာဆိုအိုကွဲနာဖြစ်တော့တခါအဲ့ဒီဥလန်းကျောင်းဆရာဝန်သွားပြတယ်ဥလန်းကောင်းဆရာဝန်ကလည်း "तू ကဟိုဥလန်းကျောင်းကဖြစ်တယ်ထင်ပြီးတော့ပထမဥလန်းကျောင်းကိုမှန်ပြောင်းနေကြည့်တယ်ဗျာအဲ့တော့ဥလန်းကျောင်းမှာတော့ဘာမှမတွေ့ဘူးအဲ့ဒီဥလန်းကျောင်းစစ်တဲ့အချိန်မှာလည်းတပီတော့အဲ့ခွဲကန်းထဲမှာပေါ့ ခွဲခန်းထဲမှာတပည့်တော်ဝင်သွားတဲ့အချိန်မှာဘာမှတုံလုံးမှုတော့မရှိဘူးဗျာတပည့်တော်သေရမှလည်းမကြောက်တော့ဘူးဒီဆရာတော်ပေးထားတဲ့ကမ္မထာနေနဲ့ပဲတပည့်တော်အဲခွဲခန်းထဲမှာစောင့်စောင့်ပြီးတော့ဆရာတော်ပေးတဲ့ကမ္မထာနေနဲ့ပဲတပည့်တော်ရှုမှတ်ပြန်ပါတယ်ဗျာရှုမှတ်တော့စိတ်ကတည်တည်ငြိမ်ငြိမ်နဲ့ပဲဘာမှပြဿနာမရှိပါဘူးဗျာနော်အရင်ကလည်းဦးလန်းကျောင်းမှာဘာမှပြဿနာမရှိတော့ဒီလေကောင်းတော့ခွဲရမယ်တဲ့ဦးလန်းဟိုစိုးခွဲတာလည်းခွဲရမယ်ဆိုတော့တပည့်တော် အကွဲပါမယ်လို့ဆိုပြီးအဲ့ဒီမှာကွဲတော့အဲ့ဒီကွဲတဲ့နေ့ပေါ့လေပထမတရက်ကတော့ဝန်လန်ကြောင်းစစ်လိုက်တာနောက်တစ်ပတ်လောက်နေတော့မှတခါအဲ့ဒီကွဲမဲ့ဥစ္စာလုတ်တယ်ဗျာလုတ်တော့ဟိုကွဲကန်းတဲ့ပေါ့လေဝန်ဝန်လဲဝန်တော့အဲ့ဒီမှာမေဇီဆရာဝန်ကဘာပြောလဲဆိုတော့တပည့်တော်နှလုံးကိုစမ်းကြည့်လိုက်တော့နှလုံးကသူအခြေအနေတော်တော်ဆိုးတာကိုသူမြင်သွားတယ်မြင်သွားတော့အာအဘတဲ့အဘ နှလုံးကတော်တော်ချင်းနေဆိုးတယ်တဲ့သူများတွေလိုဟိုထုံစင်းနဲ့လုံးလုံးမရဘူးပေါ့လေမေစင်းနဲ့လုံးမရမယ်တဲ့မေစင်းနဲ့လုံးမရမယ်ဆိုတော့50 50လို့ပြောတယ်ဗျာအဲ့ဒီမေစေးစီအောင်ကမေစေးစီအောင်က50 50လို့ပြောတယ်နောက်တပြီတော့မိသားစုပါလားဇနီးပါလားပါပါပါတယ်လို့မိသားစုကတော့အကုန်လုံးမပါဘူးသားတယောက်ပဲပါတယ်လို့ဆိုတော့အဲ့ဆိုရင်တဲ့သူတို့ကိုလည်းအကြောင်းကြားပြီးမှရမယ်တဲ့ ဟိုအဘအချိန်ကြီးကတော်တော်ဆိုးတယ်တဲ့နှလုံးဝါတဲ့ဟို50 50လောက်ပဲဖြစ်မယ်ပေါ့လေအဲ့နဲ့တပည့်တော်လည်းအဲ့အချိန်ကြီးလည်းမတုံလို့ဘူးဗျာတရားမှလည်းမကြောက်ဘူးဒီဆရာတော်ကပေးထားတဲ့ကမ္မဋ္ဌာန်းနေနေပဲရှုပြီးတဲ့အချိန်ပဲနေပြီးတော့အဲ့ဒီမှာဟိုခွက်လိုက်တယ်ဆိုတော့ဗျာခွက်လိုက်တော့လည်းဘာမှမဖြစ်ပါဘူးအကုန်လုံးအော်မြင်နေပြီးသွားပါတယ်ဗျာ ဟုတ်ပြီအဲ့ဒီချိန်မှာခွဲနဲ့တည်ခဲ့မယ်ဆိုရင်တော့ပဲကြအောင်ပါမကြနိုင်ပါဘူးဗျာမကြတော့ပါဘူးဗျာစိတ်ကလည်းမတုံ့လုံးမှုမရှိဘူးနော်မရှိပါဘူးဗျာဟုတ်ဒါဆိုဒီတရားတွေပေါ်မှာဂါကြီးကပိုင်ပိုင်နိုင်နိုင်ခိုင်ခိုင်မြဲမြဲကျင့်ခဲ့တာပေါ့နော်တင်ပါဗျာလောကနဲ့လည်းတိုက်ခဲ့ပြီးသွားတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ယုံနဲ့အကြောင်းကျိုးနောက်တစ်ထပ်ပြီးတော့ရှောက်ဆရာရှိသေးလားယုံနဲ့အကြောင်းကျိုးမရှိတော့ပါဘူးဗျာတရားတပည့်တော်ဟိုဆရာတော်ရဲ့ငါရှာကမ္မထာနဲ့ရစပြီးတော့တပည့်တော်စိတ်နေစိတ်ထားတွေကလည်းအကုန်လုံးပြောင်းလဲလာတာပါဗျာ ာရှာကမ္မဋ္ဌာန်းရောယုံနံကမ္မဋ္ဌာန်းရောဒီယုံနံကြောင်းကျိုးကမ္မဋ္ဌာန်းရောအားလုံးတပြည့်တော်ယုံကြည်ကြည်နဲ့အားထုတ်ခဲ့တဲ့အတွက်ကြောင့်မလို့ဟိုအောင်မြင်တဲ့ဘာမှကိုလောဘလည်းမရှိဒေါသလည်းမရှိဘူးအကုန်လုံးမောဟလည်းမရှိတော့ပါဘူးပြည်ဗျာဟုတ်ပါတော့ပါအဲ့တော့ဦးဇင်းဇင်းဒေါက်တာထက်သိကျင်တာကဟောပေါ့နော်ဒီယုံနံနေရအရှိတရားတွေလားဖြစ်တရားတွေလားအဖြစ်တရားပါဗျာဘယ်ချိန်မှဖြစ်တာလဲသူက အကြောင်းအကျိုးတိုက်ဆိုင်တဲ့အချိန်မှာဖြစ်တာပါဗျာဟုတ်ပြီအဲ့တော့ရုပ်ကိုအကြောင်းလို့ယူရမှာလားနာမ်ကိုအကြောင်းလို့ယူရမှာလားရုပ်ကိုလည်းအကြောင်းလို့ယူလို့မရဘူးနာမ်ကိုလည်းအကြောင်းလို့ယူလို့မရပါဘူးရှင်ဗျာဒါဆိုရုပ်ကိုအကြောင်းအကျိုးလို့ယူရမှာလားနာမ်ကိုအကျိုးလို့ယူရမှာလားရုပ်ကိုအကျိုးလို့ယူရင်နာမ်ကအကြောင်းပါဗျာနာမ်ကိုအကြောင်းလို့ယူရင်ရုပ်ကရုပ်ကအကျိုးပါဗျာဒါဆိုဘာလို့လို့ရလဲရုပ်နဲ့အကြောင်းယူတိနေလို့ပဲရပါတိလို့ပဲရတယ်ဘာလို့ဘာတွေပဲတိရမှာလဲเนาะဘာနဲ့တိရမှာလဲ ဉာဏ်နဲ့သိရမှာပါဗျာအဲ့ဒီဉာဏ်ဘာဉာဏ်တော့မေကဉာဏ်ပါဗျာမေကဆိုတော့ဘာကိုပြောချင်တာလဲမေခင်ရှိပါပါဗျာဟုတ်ပြီမေခင်အကျဉ်းဆုံးအကျဉ်းရှုံးတော့တိလသမာဓိပညာပါဗျာခလုံးနဲ့သုံးရင်မျက်စိမှပဋိပဒါအလေလလမ်းစဉ်ပါဗျာအလေလဆိုတော့အိဗေဘာကိုပြောတာလဲမြတ်တာလို့တရားပါဗျာဘုဒ္ဓပြတဲ့မေခင်ရှိပါကလည်းမြတ်တာတဲ့တရားကိုယ်ခန္ဓာမှာရှိနေတဲ့ရုပ်အလုံးကလည်းမြတ်တာလို့တရားနာမ်အလုံးကလည်း တရားပါဗျာယုတ်အလုံးကမတိတတ်တဲ့ယုတ်တရားတိနန်တရားအလုံးကတိတတ်တဲ့နန်တရားเนาะအဲ့တော့အကြောင်းပြုလုပ်တဲ့အကြောင်းအလုံးကလည်းတရားပါဗျာအဲ့တော့เนาะရရှိတဲ့အကျိုးကလည်းတရားပါအဲ့တော့ကိုယ်ခန္ဓာမှာရှိနေတဲ့အကြောင်းလည်းတရားအကျိုးလည်းတရားယုတ်လည်းတရားနန်လည်းတရားအရှိရလည်းတရား ဗုဒ္ဓပြတဲ့မဂ်ကင်၈ပါးရဲ့အတိရလည်းတရား깟ဝင်သွားဘူးလား깟သွားပါတယ်အဲ့လောက်အမှန်လည်းမြင်ရှိတရားကိုသိတာအမှန်ကိုမြင်သွားပြီတဲ့အတိတရားရှိပြီဆိုရင်လည်းမဂ်ကဉာဏ်ဝင်မသွားဘူးလားဝင်သွားပါတယ်အဲ့တော့အမှန်မြင်အမှန်သိတမာဒိဋ္ဌိတဲ့နော်깟မသွားဘူးလား깟သွားပါတယ်အမှန်ကိုလည်းမြင်သွားပြီအမှန်ကိုလည်းသိသွားပြီဟုတ်တယ်မလားတင်ပါပြီအမှန်တရားကသင်္ခါရဒုက္ခသစ္စာနော်အဲ့တော့အတိတရားကမပင်မဆိုးတဲ့အတွက်မဂ်ကသစ္စာအသင်္ခါရပါနော်အရှိတရားကတဘာဝအတိတရားကမဂ်ပါဟုတ်လား အဲ့တော့ဒီလိုမျိုးအရှိတရားနဲ့တိတရားနဲ့ကြိုက်ရင်လည်းအပေလေးဘုံငယ်ရှိတဲ့ကြားနိုင်ပါမလားမကြပါဘူးဗျာအရှိတရားနဲ့တိတရားနဲ့ကြိုက်တော့ဘာလို့ခေါ်ရလဲမဲကပါဗျာနိဗ္ဗာန်နော်အရင်တော့အဲ့လိုသိလားမသိပါဘူးဗျာမသိဘူးအဲ့တော့အရင်တော့တရားတွေနာခဲ့တာနဲ့အခုဒီတရားတွေကိုကြည်ညာအထုတ်ပြီးတော့ကိုယ်ခန္ဓာမှာညံရောက်သွားပြီးတော့မှတရားတွေနားထောင်ရတာဘယ်လိုကွာခြားမှုရှိလဲအခုကတော့ဟိုသဘောပေါက်လွယ်လွယ်ပေါ့ဆရာတော်ရဲ့တရားတွေကိုနားရတဲ့ဆိုမှာသဘောပေါက်လွယ်လွယ်ရှင်းရှင်းလင်းလင်းလည်းအကုန်လုံးသိသွားပါတယ် ကွာချောင်းမှုရောအရင်တော့ကျတော့ဘယ်လိုမျိုးနာအရင်တော့ဟိုရိုးရိုးဘယ်လိုခေါက်လဲတရားဥပဒနာပြီးတော့ဘုရားအနေနဲ့နာတာပေါ့ပြောပါဘုရားအနေနဲ့ဘုရားအခုကျတော့တရားနာရတဲ့အပေါ်မှာတရားနာတော့ဟိုနိမ့်နိမ့်ကာကာဟိုတိုက်တိုက်လဲလဲပေါ့နားတော့မတူတော့ဘူးနော်မတူတော့ပါဘူးတရားနာတာလည်းမတူတော့အတိတ်ပဲလဲရှိတယ်အခုလုံးရှင်းရှင်းလင်းလင်းသိရတဲ့အတွက်သူကအလုံးဝဟိုတန်ဖိုးရှိတာပေါ့နော်အရင်တော့တရားနာတော့နာတော့ဖိတ်တော့ဝတ်စင်တော့ဝတ်ပေါ့နော်မှန်ပါဗျာလူရင်းလည်းမရဘူးမှတ်လို့လည်းမရဘူးအခုကျတော့ ဒီဟောတဲ့တရားတွေအလုံးကခန္ဓာနဲ့ကပ်နာခန္ဓာကိုညာဆိုင်ရနာတော့ကပ်ပြီးရနာတော့ခန္ဓာနဲ့လွတ်တာတလုံးမှမပါဘူးလေဒီမှာပြောတရားတွေနာတာပေါ့ပါနော်အဲ့တော့ဒါယူလဲကမ္မထတစ်နှစ်ခွဲလောက်ဆိုတော့ကမ္မထနဲ့ထပ်ပြောင်းဝေးမယ်နော်ဒီမှာပြောဟုတ်ပြီဒီပြီးတော့လိုချင်တာလဲဟိုကဝေဒနာတွေစီးဟောဝေဒနာကမ္မထကိုလည်းလိုချင်တယ်ဗျာအေးလိုချင်ပြရမှာပေါ့နော်ဒီသင်တရားပြန်ပြီးတော့နော်ကမ္မထပြမယ်နော်ကမ္မထပြောင်းဝေးမယ်နော်ဒါပေမဲ့ဒီကတော့တစ်ခုမေးပြရစီဗျာ ဟိုဝေဒနာကဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာတော့တပည့်တော်ကွဲတယ်ဗျာဥပ္ပကဝေဒနာကိုတပည့်တော်မကွဲတာပါဗျာဟုတ်ပြောပြမယ်လေဥပ္ပကဝေဒနာနဲ့အဲ့ဒါဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဘယ်ဟာပဲမလဲဘယ်မှာပဲလို့မရပါဘူးဗျာဘယ်ဟာဝမြဲလဲမပြန်ပြောဘယ်ဟာဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဘယ်ဝေဒနာမြဲလဲဒုက္ခဝေဒနာမြဲပါတယ်ဗျာဟုတ်လေဗျာအတူတူပဲလေဥပ္ပကဝေဒနာဥပ္ပမာပြောပြမယ်အင်းပါ ဒါဒီဘက်ကတီရှူဒီဘက်ကတန်တုံးဘယ်ရမြဲလဲဘယ်ရမှာမမြဲပါဘူးအဲ့အဲ့ဒါအဲ့ဒီညံတစ်ခုရှိရင်ကြိုက်တာရှူလို့ရတယ်နော်ဒုက္ခဝေဒနာကြမှာတန်တုံးကြီးမှမြဲလို့မရအောင်အဲ့တော့ဒီတန်တုံးမြဲတယ်ဆိုရင်ဒကာကြီးရဲ့မျက်စိမှာကံမျက်စိနဲ့ကြည့်တီရှူလည်းမြဲတယ်ညံမျက်စိနဲ့ကြည့်မှာနှစ်ခုလုံးသင်္ခါရတရားလို့မြင်ရနော်အဲ့တော့ကမိမိတို့တစ်ခါကျရင်လွယ်လွယ်လွယ်လေးနေထင်းနေတာလဲသွားမယ်နော်အဲ့တော့တန်တုံးမြဲတယ်ဆိုရင်ဒီဘက်မှာတီရှူကဆိုတာတန်တုံးလည်းမြဲတယ်တီရှူလည်းမြဲနေတယ်ဘာလို့လဲဆိုရင် ကံမျက်စိနဲ့ကြည့်လို့ညံမျက်စိနဲ့ကြည့်မှအလုံးအပြတ်လို့မြင်ရနော်အဲ့တော့ကံမျက်စိနဲ့ကြည့်အတန်တော့မြဲတယ်တ िश ူးမမြဲဘူးဆိုတာကနော်အဲ့တော့မိမိတို့ဒါကဘာနဲ့ကြည့်ရလဲဆိုတော့ကံမျက်စိနဲ့ကြည့်နော်ညံမျက်စိနဲ့ကြည့်တခုမှမမြဲဘူးအဲ့လိုသွားမှာအဲ့တော့ဒီတမာဒိဋ္ဌိရှိမှသာမမှန်ကန်ကန်မြင်နိုင်မှာနော်တင်ပါဗျာအဲ့တော့ဆက်သွားမယ်အဲ့တော့ဘယ်မဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဘယ်ဝေဒနာမြဲတယ်ဒုက္ခဝေဒနာမြဲတယ်ဗျာတခါရှင်းနေအောင်ပြောပြတာဘယ်ဝေဒနာမှမမြဲဘူးလေဟိုတင်ညာအလိမ်မခံနဲ့တင်ပါဗျာအင်းဟုတ်ပြီနော် ်မျက်စိနှလုံးရှိတယ်တကားရဲ့ဒီဘက်မျက်စိနဲ့ဒီဘက်မျက်စိဘယ်မျက်လုံးမြဲလဲဘယ်မျက်လုံးမှမမြဲပါဘူးအဲ့တော့ရိုးရိုးလေးရေးနော်အဲ့တော့ဥရုပြောချင်တာကဒီတမာဒိဋ္ဌိရလူတယ်နော်အဲ့သင်္ခါသဘာလို့မမြဲတာလဲကဲပြောအဲ့တော့မမြဲတာကြီးပဲပြောလို့မရဘူးဘာလို့မမြဲတာလဲစိပီးပြည့်နေလို့ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဒုက္ခဝေဒနာလည်းဒုက္ခဝေဒနာဘာလို့မမြဲတာလဲ အဲ့ဖြစ်ပြီးရင်ပြက်လို့ပါဗျာဖြစ်ပြီးရင်ပြက်တာပဲဟဲ့ရမလားအဲ့တော့အဲ့လောက်သင်္ခါရတရားလို့ခေါ်တာလေသင်္ခါရလည်းတရားအဲ့သင်္ခါရတရားတွေဖြစ်ဖို့အတွက်ဘယ်သူကဖန်ဆင်းထားတာလဲတဘာဝပါဗျာတဘာဝဖန်ဆင်းထားလားတဘာဝကအရှိနေတာကတရားလားအရှိတရားပါအဲ့အဲ့တော့လွတ်မသွားနဲ့မိမိတို့အခြေခံဒီမှာပြထားပြီးသားတဘာဝဆိုတာအရှိတရားဆိုတာမျှတာချင်းသူ့ရဲ့မူလရှိနေတာကတရားပြီးသား ကိုလိုက်ရှုရမလို့နော်အဲ့ဒါလေးကိုဒီတမာရိတိပျောက်သွားတာနဲ့မင်းတို့အဆုံးရောက်သွားပြီနော်အဲ့တော့ဝါရနဲ့မသွားနဲ့ဓမ္မနဲ့သွားမယ်နော်ဝါရဆိုတာအဆုံးရောက်သွားတယ်နော်ဓမ္မဆိုတာမျှတသွားမယ်နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဦးတို့ပြောချင်တာကဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာငါတွေသူတွေယောက်ျားမိန်းမလားသဘာဝတရားတွေလားသဘာဝတရားဒုက္ခဝေဒနာငါတွေသူတွေယောက်ျားမိန်းမလားနန္တရားလားနန္တရားပါနန္တရားဒုက္ခလည်းနော်နန္တရားပဲဒုက္ခလည်းနန္တရားပဲအဲ့တော့ယုတ်ကနာတာလားနန်ကခံစားတာလား နာခံစားတာပါခံစားတာနန္တရားเนาะဝေဒနာလို့ပြောရင်ရုပ်ကာယကဒုက္ခကိုသွားမကြည့်နဲ့เนาะစိတ္တဒုက္ခဆိုတဲ့ဝေဒနာကိုကြည့်မယ်เนาะဟုတ်ပြတော့ဝေဒနာပိုင်းရောက်သွားပြီလေရုပ်ကရှုပြီးသွားပြီခိုင်းနားလဲပြီးသွားပြီเนาะဟာမရှိတာသိပြီးသွားပြီအဲ့တော့ဥစဉ်ပြောချင်တာကဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဘယ်ဝေဒနာဆွဲမလဲဘယ်ဝေဒနာကဆွဲလို့မရဘူးမရဘူးလားဘာလို့မရလဲမမြဲလို့မမြဲတာကိုလည်းသိနေတယ်ဆွဲရင်လောဘလည်းဖြစ်မယ်ဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဘယ်ဝေဒနာကိုပယ်မလဲ ပယ်လို့မရပါဘူးဗျာဝယ်ပယ်ကြပါလို့လားမမြဲတဲ့အတွက်ပယ်ကြအောင်လို့လားမလိုပါဘူးဗျာအဲ့ဒီလိုမျိုးသူကနှစ်ခုလုံးသိရမှာနဲ့အနတ္တညာဖြစ်တဲ့အတွက်ပယ်လို့မရတာလည်းအနတ္တပဲမမြဲတဲ့အတွက်ဆွဲကြရမလို့တာလည်းအနတ္တပဲအနတ္တသဘောကသူကဘယ်လိုကြည့်ကြည့်အဲ့ဒီလိုမျိုး balance ဖြစ်အောင်ရှုရလဲမတ်ကပဲပြန်ပါဗျာဟုတ်အဲ့တော့ဟုတ်ပြီဆက်သွားမယ်အဲ့တော့ဘယ်ဝေဒနာကိုဆွဲမလဲဆိုတော့ဘယ်ဝေဒနာမှဆွဲလို့မရဘူးဆွဲလို့မရဘူးရင်းနဲ့ဆွဲအောင်မလားမဆွဲတော့ပါဘူးမသိလို့ဆွဲတဲ့အတွက်လောဘဖြစ်တာတိသွားတော့မဆွဲတဲ့အတွက်လောဘဖြစ်အောင်မလားဖြစ်တော့ပါဘူးအဲ့ဒါဘယ်ဝေဒနာကိုပယ်မလဲ ပယ်လို့မရပါဘူးဗျာ။ပယ်လို့မမြဲတဲ့အတွက်ပယ်ကြအောင်လို့လား။မလို့ပါဘူးဗျာ။ပယ်ရောဘာဖြစ်မလဲ။ဒေါသ။ပယ်ဒေါသဖြစ်မှာ။အဲ့တော့ဒေါသဖြစ်မယ်လို့သိတယ်။မမြဲဘူးလည်းသိတော့ပယ်ကြလို့သေးလား။မလို့တော့ပါဘူး။အဲ့တော့ပယ်ကြမလို့ဘူးတော့ပယ်အောင်မလား။မပယ်တော့ပါဘူး။မပယ်တော့ဒေါသမရှိတော့ပါဘူး။မရှိဘူး။အဲ့တော့ဒုက္ခဝေဒနာလာလာဒုက္ခဝေဒနာကိုဒုက္ခဝေဒနာလည်းတဘာဝပဲ။ဒုက္ခဆိုတာကတင်ညာအဖြစ်မှတ်တာ။တင်ညာတဘာဝဒုက္ခဝေဒနာဆိုတာတင်ညာဝေဒနာဆိုတာခံစားတာတဘာဝပဲ။နော်။တင်ညာလည်းတဘာဝပဲဝေဒနာလည်း သဘာဝပဲဟုတ်ပြီအဲ့ဒါဒုက္ခဝေဒနာလည်းသဘာဝပဲဒုက္ခလို့မှတ်တဲ့တင်ညာကလည်းသဘာဝပဲအမှတ်တာလည်းတင်ညာဆိုတာကသူ့သဘာဝအလုပ်ပဲเนาะအဲ့ဒါမိတို့ကနားမလဲလို့အဲ့တော့ဆက်သွားမယ်ဦးပြောချင်တာမမြဲဘူးလို့သိရင်ဘယ်ဝေဒနာကိုပဲခြင်းလဲဘယ်ဝေဒနာမှပဲလို့မရပါဘူးမမြဲဘူးလို့သိရင်ဘယ်ဝေဒနာဆွဲလို့ရလဲဆွဲလို့လည်းမရပါဘူးအဲ့တော့ဘယ်ဝေဒနာပဲလာလာပယ်ကြလဲမလိုပါဘူးဗျာဘယ်ဝေဒနာပဲလာလာဆွဲကြလဲမလိုပါဘူးဗျာအဲ့ဒါဆိုရင်ပယ်ကြလဲမလို့ဆွဲကြလဲမလို့ဆိုတော့အဲ့စိတ်ကကိုဘာဖြစ်နေလဲ ရက်နေပါလေ။အဲ့လားဟုတ်တယ်ဥပ္ပခဝေဒနာလို့ခေါ်တယ်ဗျ။ဘယ်ဝေဒနာပဲလားလားဘယ်လိုမဆိုင်တော့ဘာလို့လဲ။ကြိုက်တဲ့ဝေဒနာလားသူကတိသွားလို့တဲ့။အဲ့လားဟုတ်ဝိစာသင်္ခါရလို့ခေါ်တယ်မှတ်ထား။ဘုရားယန္တာတွေကသင်္ခါရတော့သင်္ခါရပဲသူကဝိစာဖြစ်နေတယ်။အဲ့လားဟုတ်ဝိစာဥပ္ပခလို့လည်းခေါ်တယ်။ဝိစာဆိုတာတိသွားတာဒုက္ခပဲလားလားဒုက္ခပဲလားလား။ဥပ္ပခဆိုတာနေနိုင်သွားတာ။ဟောသူကဒုက္ခဆိုတာလေ သဘာဝပါလားဒုက္ခဆိုတော့လည်းသဘာဝပါလားဒုက္ခလည်းတရားပဲဒုက္ခလည်းတရားပဲအဲ့တော့အမှတ်ထားတဲ့ဒုက္ခလို့မှတ်တဲ့တင်ညာလည်းတရားပဲခံစားတဲ့ဝေဒနာလည်းတရားပဲဒုက္ခလို့မှတ်တဲ့တင်ညာလည်းတရားပဲခံစားတဲ့ဝေဒနာလည်းတရားပါပဲဒါကိုယ်တည်းကငါတို့သူတို့ယောက်ျားမိန်းမရှိရလားသဘာဝတရားရှိရလားသဘာဝပါပဲလောကကြီးမှာနော်တူညီတဲ့အရာပါရှိလေလောကကြီးမှာတူညီတဲ့အရာပါရှိလေမရှိပါဘူးမတူညီတဲ့ဆက်ညံဘက်ကိုဘာလို့ခေါ်လဲသဘာဝပါသဘာဝဘာလို့ခေါ်လဲ တရားပါဗျာပုံပြီးနည်းစัจ java ရဏနာအာလုံးသိမ့်လိုက်တာဒီစัจညမနှလုံးနဲ့သိမ့်လိုက်တာတရားပဲတွေ့တယ်အဲ့တော့ဒုက္ခဝေဒနာရှိရင်ဒုက္ခဝေဒနာရှိတူညီလားမတူညီပါဘူးမတူရဲစัจညဘောက်ဘယ်လိုခေါ်လဲတဘာဝပါတဘာဝတရားပဲအဲ့တော့တလုံးချင်းရှုလဲတရားပဲဒုက္ခလဲဝေဒနာလဲတရားပဲဒုက္ခဒုက္ခဝေဒနာလဲတရားပဲဒုက္ခဝေဒနာလဲတရားပဲမတူကြည့်ရဲစัจညမကလဲတရားပဲအဲ့ဒီအတိအရတော့တရားအတိပဲရှိတော့အဲ့ကြောင့်မို့ဒီနှလုံးကိုဒီနှစ်ခုအတိရင်ဒုက္ခပဲလာလားဒုက္ခပဲလာလားသူကဒီဝိစာဆိုတာအမှန်အတိသွားတာဥပိ္ပခဆိုတာနေနိုင်သွားတာတင်ပါ ဒုက္ခလည်းဆွဲလို့မရဘူးပယ်လို့လည်းမရဘူးဒုက္ခလည်းဆွဲလို့မရဘူးပယ်လို့မရဘူးတော့ तू ဘာတိုင်းလို့ပို့ကြနေတယ်ဒီတိရုပ်တဲ့လေးပဲတိတဲ့လူမဟုတ်လို့ဥပိ္ပခာနဲ့နေနိုင်တာဗောမှန်ပါဗျာအခုဒကာကြီးလောကမှာအခုဥရင်ကြောင်းထဲမှာတိရွက်တွေကြွေတာမြင်ဘူးလားမြင်ဘူးပါလေဗျာအဲ့တော့ဒကာကြီးဘာလုပ်ချင်လဲဘာမှမလုပ်ချင်ဘူးဘာလို့မလုပ်ချင်တာတော့တဘာဝကြောင့်ပါအဲ့လေအဲ့တော့အခုတိရွက်တွေအညွန်လေးတွေထွက်တာရောဝမ်းမသာဘူးလားဝမ်းသာကြမလို့ပါဘူးဘာဖြစ်လို့တော့တဘာဝပါပဲဗျာကြွေတာလဲတဘာဝဟုတ်ပါဗျာ နော်အဲ့ဒါစေထွက်လာတာအညွန်လေးတွေထွက်တာလေသဘာဝပါအဲ့ဒါတခိုင်းဘာတွေလှုပ်ချင်နေလဲဘာမှမလှုပ်ချင်တော့ဘာလို့မလှုပ်ချင်တာလဲသူ့ရဲ့အရှိတရားကိုသိသွားတော့လို့နော်အဲ့တော့ဒီအရှိတရားကိုသိသွားတဲ့အတွက်ဘယ်ဟာလေးမှဝမ်းနေကြလဲမလို့ဝမ်းသာကြလဲမလို့ပါဘူးအဲ့ဒီဝမ်းနေဝမ်းသာကင်းတဲ့စိတ်ကိုအဲ့လာကိုဝိစာဥပိ္ခာလို့ခေါ်တယ်ပုရုဇဉ်တွေကမသိဘဲနဲ့တေမောင်မသိဘဲနဲ့နေနိုင်တာကအဝိစာဥပိ္ခာတဲ့သိရင်အပေကိုသွားမှာမတူဘူးဥပိ္ခာတော့ဥပိ္ခာပဲအဲ့မှာဒါဆိုဝေဒနာရှင်းပြီလားရှင်းပါပြီဘယ်ဝေဒနာပေါ်မှာချစ်ချင်သေးလဲ ်ချစ်ချင်တော့ပါဘယ်ဝင်အောင်မုံမလဲမုံမစင်အောင်ပါဘုရားအဲအဲ့တို့တိပြီးတော့မှပယ်တော့မှဝိသ္စာဥပ္ပခါလို့ခေါ်တယ်မှတ်ထားနော်အဲ့တော့ဥပ္ပခဝေဒနာဆိုတာဒါကိုပြောတာအဲ့ဒီဝေဒနာကြတော့ဥပ္ပခဝေဒနာဖြစ်သွားပြီတော့ညံနေကိုရောက်သွားပြီနော်ဘာမှမသိပဲနဲ့၄၅၀နာရီနိုင်ပေါင်းဟုတ်လား၁၀၀ပဲထိုင်နေနိုင်ပေါင်း90ပဲထိုင်နေဗရဏာကြီးကြမြန်းလည်းမသိဘာဝေဒနာမှန်းလည်းမသိဝေဒနာရဲ့ဖြစ်ခြင်းလည်းမသိဘူး ပြက်ချင်းလည်းမသိဘူးဒုက္ခဝေဒနာပေါ်လာလည်းမသိဘူးဒုက္ခပြက်တာလည်းမသိဘူးအဲဘာမှမသိဘဲနဲ့တော့တရားမဖြစ်ဘူးမြင်ပါဗျာတိမှတရားမြင်ပါเนาะအဲ့တော့အတိလည်းသိရမယ်အဲ့တိလည်းသိတဲ့အလုံးကတရားလို့လည်းခေါ်တယ်တဘာဝလည်းသိရမယ်တရားလို့လည်းသိတယ်ချိန်သလိုရှိဒီနေရာပဲပြန်ရောက်တယ်မြင်ပါဗျာအတိတရားသိတဲ့အတိတရားအလုံးကတရားပဲဖြစ်ရမယ်ကဲကြာတိုက်ပါလေပြန်ရတော့ရပြီအဲဒါကျင်းနဲ့လားကျင်းတော့ပါလေကျင်းနဲ့အလုံးသားတို့ပေါ့နော်သာဓုသာဓုသာ